Hello အားလုံးမင်္ဂလာပါရှင်။ထအန်ဇူဇန်ကနေပြန်လဲကြိုဆိုပါရယ်။ဒီနေ့ဇန်တို့ဘယ်လိုသွားတာလဲဆိုတော့ခုမြင်နေရတဲ့နေရာကတော့ဘန်ကောက်ကိုစပြီးတော့ရောက်နေပါပြီရှင်။ဘန်ကောက်ကနေပြီးတော့ဘယ်လိုဆက်သွားမလဲဆိုပြီးစစ်စစ်ပြပါမယ်နော်။ဘန်ကောက်ရောက်ပြီဆိုတဲ့အတိုင်းပါပဲရှင်။ကားကတော့စပြီးပြိတ်ပါရယ်။အေးဒီနေ့ကတော့ဇန်တို့အယုဒ္ဓယာမှာညအိပ်ရမယ့်နေနေပေါ့နော်။ တော့ရွေးထားတဲ့ hotel ကဘယ်လို hotel မျိုးလဲဆိုတော့ private either အရင်မကြီးဒီလိုမျိုးလေးပါဆရာမျိုးဝင်ချင်းလေးကိုလည်းခိုင်းချနေလို့ရတယ်အရင်မကြီးပါရင်လက်တို့တားဖာကားနေလာပါဘူးဒီမှာတော့ဒီစီလေးချလို့ရပါတယ်ချမ်းလေးကိုလည်းထိုက်ပြပေးပါမယ်ရှိမှာကဖိကပ် အစီအစဉ်ထိုင်လို့ရပါတော့နော်ဒီမှာရေပူလေးထားပေးရပါတယ်ဖြေခဲလေးတော့ဒီမှာပါရှင်အဓိကပြောရမယ့်အရာလေးမိနေမှာဆိုလိုပါဒီအခက်လေးကတော့ပတ်300ပဲပေးရပါတယ်ရှင်ဒီတပုတ်လုံးကိုရတာပါโอเคဒီနေရာလေးကတော့ကိုကြိုက်တယ်ဒီလိုမျိုးပုတ်လေးတွေရွေးလို့ရပါတယ်အဲ့ဒါဆိုနေကြိုက်နေပြီးသားတဲ့ပုတ်လေးပါ မကိုဘမှာတော့လို့ရှိရယ်ခုံလေးနဲ့ပေးပြီးရယ်ကိုဘမှာညည့်ရပြူအပြီးတော့လို့ရှိရင်ဒီဘမှာလည်းအားဘုရင်များရှိပါသေးတယ်နေနေဒီစီလေးနိုင်လေပါမရှင်လက်ပောက်ပြီးရော ူလာရောတင်ချလေးထည့်ပေးရပါမယ်။ PC အေးရပါမယ်။ Bye bye. Okay, အဲ့တော့ money file လေးပါရှင်။ ီနေရာလေးကတော့အယုဒ္ဓယ River Can and Yanch ဆိုတဲ့နေရာလေးပါအယုဒ္ဓယမြင့်ပေါ့နော်မြင့်ကြီးပေးမှာရှိတာပါရှင်ဟေ့ဒါတော့နေလေပါပေါ့နော်ချမ်းမြေနေလည်းရှိပါရှင်โอ้ဘာပခါလေးရောရှိနေရောအမိုက်ဒါတော့ညတော့သားတဲ့ဟာကြီးနဲ့ခွန်းခွန်း ပါပြီ။ဘာပါလဲ။ပြင်းစင်း lu bian ma bi ma khan le o le hla la pa pa ta ta yi ye li tha ke ba le shin a mai di le ma shi do ba u hla do ta pha ya do twa ba bi ta ba နေရာလေးကိုရမ်းမဲ့သဘောကြပါတယ်ဘိုင်ဘိုင်ပြန်มาတော့မရှင်းနိုင်ပါလीယူရပါမယ်ပြန်มาပြီရှင်ဒီပုဂ္ဂလီရတော့ခုနာတည်ခဲ့တယ်ပုဂ္ဂလီပါဘိုင်ဘိုင်တော့ပြန်လာပါမယ် င်းထဲမှာရအောင်လမ်းကိုဆီပါရှေရ river ဟုတ်လေအားတော့ကအမြင်ထဲမှာရအောင်ကလမ်းမှာနေတာအဲ 900ပဲပေးရပါတယ်ရှင်ဒီလိုမျိုးအိမ်တွေဘုတ်တွေပေါ်မှာနေလို့ရပါတယ်ခုတော့ပြန်ပါပြီအားလုံးပဲဘိုင်ဒါညွန်ပေးခဲ့ရပါနော် location လေးလည်းထည့်ပေးထားပါမယ် ဒါကတော့ငါတို့ရဲ့အယုဒ္ဓယာနေလေခင်လေးပဲဖြစ်ပါတယ်။နေလေညစ်ပေးမှာအေးစေးလေးလင်းငင်းခန့်နေကြတာပါ။ပြီးရင်ဖြတ်သွားတယ်။ဒီလိုပုတ်လေးကိုကြည်ပါတယ်။ Okay အားလုံးလေးအတူတူစီမြော့ခံစားလိုက်ပါအောင်ရှင်။ ့ရှိရင်တော့ညနေဆောင်ပြီးတော့ကျွန်တို့လည်းမနေ့ကတဲတဲ့အယုဒ္ဓယာ river ကမှာပဲပြန်လာပြီးတော့တဲပြစ်တာပါဒီတစ်ခေါက်ကတော့ဘုတ်ပေါ်မှာတဲတာမဟုတ်တော့ဘဲနဲ့ကွန်တိန်နာဘုံလေးနဲ့လှုပ်ထားတဲ့ဘင်္ဂလိုလေးမှာတညကိုဘတ်900ပေးရပါတယ်အရာဝဲလန်ကဘတ်300နဲ့စစ်ပြီးတော့အဲ့အခန်းလေးကိုယူလိုက်ပါတယ်ရှင်ဒီကပိုင်ရှင်တွေကလည်းအရန်သဘောကောက်ပါတယ် booking မရှိတဲ့ address ကို ိတ်အခန်းကိုပဲပေးလိုက်တာပါလူကျင်နေတဲ့အခန်းလေးရောက်ပါတယ်ပေါ်တက်ကိုလည်းစေကားလေးနဲ့တက်ပြီးတော့လက်သားဆောင်ပုံစံမျိုးလေးနဲ့အပေါ်မှာလည်းချေးလို့ရပါတယ်အခုအရှိမတွေ့နေရတဲ့ကားတွေကလည်းအထဲထဲမှာအရာတွေတိကျပြင်ဆင်ပေးထားပြီးသားလုံးဝကမ်းမိမှု အပြည့်အဝရစေနဲ့ကားရွေးမလားဘုတ်ရွေးမလားဒီလိုမျိုးကွန်တိန်နာဘန်ဂလိုလေးတွေရွေးမလားကြိုက်တာယူလို့ရပါတယ်ရှင် ဈေးနှုန်းလေးတွေကလည်းဘတ်300ဘတ်900နောက်ပြီးတော့ကားရောအိမ်လိုပုံစံမျိုးလေးပါတဲ့အပြင် driver side ဘတ်ကိုမျက်နှာမူလာတဲ့အခန်းလေးဆိုလို့ရှိရင်လည်းဘတ်1000လောက်ပဲရှိပါတယ်ရှင်အိမ်ခန်းဆိုလို့ရှိရင်လည်းအရန်မိုက်ပါတယ်ရေတွေတက်နေရင်တောင်မှပဲအခန်းရဲ့အရှိမပုံလေးနဲ့တီတီချာချာလေးတွားလာလို့ရအောင် လုပ်ပေးထားတဲ့ service မျိုးပါဒီနေရာလေးကတော့တကယ် recommend ပေးပါတယ်ရှင်။ဒါကတော့ဓာပညာလေး ြေတက်နေတဲ့အချိန်အယုတ်တရမြစ်ပေးနာမှာခြေတဲ့ဗိုက်လေးနဲ့ခမ်းမိမှုလေးပါကဲခြေဒီဘလောက်တောင်ကြီးပြီးဒီဘလောက်တောင်တက်လာလဲဆိုလို့ရှိရင်မြစ်ပေးမှနေတဲ့သူတွေရဲ့ဆင်းရဲဒုက္ခကတော့ဒီလိုမျိုးပါခြေဒီတော်တက်နေပါပြီရှင်အဲ့ဒီအချိန်မှာရအောင်မုံမှစားပါရယ်ပုံမှန်စားတော့ဆိုင်ရသမားတော့ကြောင်တော့အထိလာဖို့ပေးပါတယ်။ကိုဟာကိုအလိုက်တတိနဲ့လမ်းတော့အလောက်တိကို ကိုထက်ကိုကသွားယူပေးထားတာပါတက်နေတာပါအဲ့ဒီမှာ တော့ကျွန်တော်ဒီနေရာလေးကနေပြန်မယ်ချင်းကိုရောက်လာတဲ့အတွက်ရေဒီယိုကြော်ဖြတ်ပြီးတော့ပြန်ပါမယ်ရှင်အခုမြင်နေရတဲ့အမားကတော့ဒီရုပ်တရား River Kang ကအမားပါသူကအရန်သဘောကောင်းပါတယ်အင်္ဂလိပ်လိုလည်းပြောလို့ရပါတယ်ပတ်လေးရှိရင်လည်းရမ်းချစ်ပါတယ်အဲ့တော့ပတ် family လည်းဖြစ်တယ် ကမ်းပင်းဖိုက်ကိုလည်းပြေးဝါရခြင်းနဲ့မြေပင်းမှုကိုလည်းကြိုက်တဲ့သူတွေအတွက်ဒီနေရာလေးကစေးလေးရန်တင့်တဲ့ပါတယ်စားဖြစ်လည်းရန်ကောင်းပါတယ်ရှင်စတေကေးရှင်းနေခြင်းတဲ့သူတွေအတွက်35ရက်လောက် AC သွားနေခြင်းရင်လေဈေးလေးတွေကတက်တာတဲ့ဖဲတဲ့အတွက်ဒီနေရာလေးကို recommend လေးလုပ်ပါတယ်။အားလုံးပဲယူရီယာရောက်ခဲ့လို့ရှိရင်ဒီနေရာလေးကိုဝင်ကြည့်ကြည့်ကြပါအောင်လို့ပြောခဲ့ခြင်းပါတယ်ရှင်။ blog လေးကိုစောင့်ကြည့်ပြီးတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်။ Bye bye ။ ရှိတယ်။နေရာလေးတွေပါ